နိုင်မဲစတိုရီ channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစော်ရည်သူမောင်မိုင်းညို့ချောင်းဦးရေးသားထားတဲ့အလောင်းနဲ့တက်တင်ချိုင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာ ဇလန်လီမစောတီမှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇလန်သည်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက်ပရိသတ်တို့ကဘေးနားကနူဒီဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစတင်လိုက်ပါပြီခင်ဗျာမလေးမျိုးကြီးရဲ့စင်ကြေဘုံမျိုးတစ်ရက်ခွက်ကလေးမှာဖြစ်ပါတယ်မျိုးတစ်တော်ရဲ့ထုံးစံအတိုင်းမျိုးပြင်ဘက်လက်ခွင်းရောင်ခွင်းတွေကိုတော့မျိုးကွက်ရိုက်တည်ထားတဲ့မျိုးတစ်တစ်ခုပါတိပေမရှိအရေးအဝါသားမရှိ နွေဒီခုံပြင်ကြီးထဲမှာမြို့ကိုတီထားပါရီနွေကာလဆိုရင်တော့မခံမရနိုင်အောင်လို့ပူပြင်းလွန်လာပါရီမိုးရင်းကာလကြပြန်တော့လေဒူးစစ်မြုပ်ရှင်ဖုံလမ်းတွေဖြစ်သွားပါရီတီဆောက်စဲကာလမဖွင့်ပြိုးသေးတဲ့မြို့တင်တော့မြို့တွေမှာလိုအပ်ချက်တွေနဲ့ပြည်နေတဲ့တွင်ကြီးတွင်နဲ့ကြာနေတဲ့သူတွေရဲ့ဘဝမျိုးပါပညာရေးချမ်းသာရေးစီးပွားရေးဘာရေးညာရေးလူတယောက်အတွက်လိုအပ်တဲ့ဘာရေးကိစ္စတွေမှန်သမျှချိုးတဲ့နေတတ်ကြပါရီ ီလိုမျိုးနေတာတကြောင်မဖြစ်သေးမြို့တစ်ကမှကဲဆိုးမသွားရောက်မိုးလိုက်လို့ရွာဆိုတဲ့အတိုင်းမိုးကလည်းအညိုကြီးကြီးနဲ့ရွာချနေပါလေဘယ်တော့မှမရွာလာဘူးတဲ့အရှိန်အဟုန်နဲ့ကိုတဲတဲထန်ထန်ရွာသွန်းနေပါလေသောသာကြီးနေတဲ့မိုးကိုမုံတိုင်းကလည်းဝိုင်းကူပြန်ပါလေဘုံဘုံတိုင်းမိုးချိုးပြစ်တံတွေတရှိရှိတဝဝလေမုံတိုင်းတိုက်ခတ်တံတွေကကဘာပြက်နေတဲ့အလားစူညံပလိုရိုက်နေပါလေကျမငင်းနေလို့ပဲပြောရမယ်ထင်ပါရဲ့ ဒီလိုမျိုးမိုးကြိုးမုန်တိုင်းကြောက်စရာလန့်စရာတတိချုံမြည်ဟီးနေတဲ့တောနေတဲ့ညောင်မမမြို့သည်ရဲ့စင်းရဲသားရက်ကွက်ကမအုံးမြင့်ဆိုတဲ့သူမိမတယောက်ပိုက်နာလာပါလေတောဦးကဝင်ဖြစ်နေတာကတကြောင်မအုံးမြင့်ကလည်းကိုရိုင်းကလည်းအသိငယ်တော်ပြောတာကတကြောင်ကြောင့်မြို့ဘွားနိုင်မှုဖြစ်နေပါလေမအုံးမြင့်အလူလဲခံစားနေရပါလေအမလီအဘလီတပြီးတော့အော်ဟစ်ညင်းညူနေရပါလေမအုံးမြင့်ယောက်ျားကိုရွှေကလည်းဘာလို့လို့ဘာကရရမှန်းမသိ အယောင်ယောင်အမမရီဖြစ်နေပါရီသူမိမအော်လိုက်တိုင်းသူကလည်းထိုင်ရမလို့ထားရမလို့ဖြစ်နေပါရီမြို့သိစေယုံကိုပို့မှဖြစ်ပါမယ်နေခင်မအုံမြေပိုင်နာစရာကလေးကရောက်နေတဲ့အရက်လက်တဲ့အမေမွေးကလည်းသူမနိုင်တော့ဘူးလို့ဆိုကသဘောကလည်းပေါက်လိုက်ပါရီမိုးကြီးလေကြီးဝုံတိုင်းကျင်းနေတဲ့အချိန်ပဲမဲသူရဲ့အလုတ်ကောင်အောင်လို့တောင်းဝင်ကြည့်အောင်စေယုံပို့ဖို့ပဲပြောပါတော့တယ်ဇေယုံဆိုတော့နေကိုရှေရဲ့ကောင်းတဲ့အရင်ဆုံးရောက်လာတာကဇေယုံကြီးအတွက်ငွေကြီးသူရဲ့လက်ထဲမှာရှိတဲ့ငွေကလည်း အဘဘိုလက်တဲ့ကပေးဖို့စူဒါရိမဖြစ်စလောက်ငွေလေးများတာဖြစ်ပါရယ်။ကိုရှိကလေးဟင်းကနေအတန်ထအောင်လို့ဓာပြင်းလေးကိုကြိတ်ပြီးတော့ချလိုက်ပါရယ်။မိအောင်စီယုံကိုရောက်ဖို့ကအရေးကြီးတယ်။ကျွန်တော်တော့နောင်ခါလာနောင်ခါစီပဲ။အတွေ့တွေနဲ့ရင်လင်းနေတော့မှပဲ။မအောင်မြက်ရဲ့အဟိတတစ်ချက်စူးစူးဝါးဝါးထွက်လာပြန်ပါရယ်။သူဘာမှစဉ်းစားမနေတော့ပါဘူး။အိမ်ပေါ်ကနေအမြန်ခုံချပါရယ်။ ပြီးတော့လျှက်စီတစင်မိုးကြိုးတွေရာလေတတိုင်းတိုင်းပြင်းနေတဲ့မုံမုံတိုင်းတဲကိုပြေးထွက်သွားပါတယ်အဲ့ဒါကတော့သင်မင်းရဲ့မရနာစက်ကရောက်တဲ့အချိန်မှာ ဘရနာမင်းကလေးသူ့ရဲ့ဇလန်းဇက်ွက်တွေကိုအရက်ဆက်ဆုံးစီးရင်ပြီးတော့ရေးဆွဲထားပါရီမိုးရုံမုန်တိုင်းတွေပြင်းပြင်းထန်ထန်တိုက်ခတ်ပြီးတော့ပြောင်းစံနေတဲ့ညမှာမအောင်မြင့်ကိုပိုက်နာစေပါရီလွယ်လွယ်ကူကူမေးဖို့လို့မရအောင်လို့ဇီယုံကိုပို့ရအောင်ဖန်နီးပါရီပြီးတော့နေမအောင်မြင့်ရဲ့ယောက်ျားကိုရွှေကိုအိမ်ပြန်ထွက်အောင်လို့သွေးဆောင်လိုက်ပါရီမအောင်မြင့်ကိုဇီယုံပို့ရမှာကူညီကြဖို့ထမ်းယူဖို့ဆိုတဲ့အကြောင်းပြကြတယ်ပေါ့ကိုရှိကလည်းမုန်တိုင်းလေးကိုပြေးဝင်သွားပါရီ ရွာလေးမှာရှိတဲ့ညောင်မင်းကြီးရဲ့အနီးကိုရောက်လာပါရီတေမင်းရဲ့မရဏဆက်ကန်ကလည်းချောက်ချားစရာကောင်းတဲ့အေးဆပ်မှုတွေနဲ့တထက်ထက်ရွေးလျားနေပါရီကိုရှိန်ညောင်မင်းအောက်ကိုရောက်မှာနိုင်လက်တန်ကလည်းမရဏဆက်ကန်ကိုတိတိကျကျရောက်ရှိသွားပါရီညောင်မင်းအိုကြီးဟာကျောင်းမဖွဲမြီဟီတန်ကြီးနဲ့အတူကိုရွှေရဲ့အပေါ်ကိုပြိုလဲပြီးကြသွားပါရီအာဂနေအထိတ်လန့်တကြားအော်လိုက်တဲ့ကိုရှိရဲ့အသက်နဲ့ကြီးကလည်းစူညံပွက်လို့ရိုက်နေတဲ့မိုးတန်းတွေနဲ့ရောထွေးသွားခဲ့ပါရီ ကိုရွှေချက်ချင်းမသိပါဘူးအကျော်ဆွေးသလိုခြေလေးလက်တွေတဆက်ဆက်လှောက်ရှားနေပါသေးတယ်မင်းနဲ့အနေငယ်ကြမှာသူရဲ့ဝိညာဉ်ဟာသူရဲ့ခန္ဓာကိုယ်ကနေပြီးတော့အပီးတိုင်းထွက်ခွာသွားပါတော့တယ် ကဲညီမဆိုအဘေတော့မှတယောက်တည်းမလာဘူးဆိုတဲ့ဇာကားအတိုင်းပါပဲကိုရှိညောင်မင်းကိုပြီးပြီးတော့အသေးဆုံးနဲ့ကြုံသွားတယ်မရှိမနှောင်းပါပဲသူရဲ့မိမမအောင်မြင်းကလည်းမျိုးဖွားနိုင်တဲ့ဝေနာကိုအသေးအတန်အော်ဟီရင်နဲ့သူရဲ့ယောက်ျားကိုရှိထွက်ခွာရောတင်မင်းနိုင်ငံကိုကောက်ကောက်ပါအောင်လို့လိုက်သွားပါတော့တယ်ကိုရှိတို့လင်မယားတယောက်ရဲ့အလောင်းတွေချန်ပီယံဘက်မှထားထားပါတယ်လေတိုင်းစင်းတစ်ခုလောက်ပြီးတော့အလောင်းထဲထားတဲ့အခောင်းတွေတင်ထားပါရီမောင်းတိုင်းဆဲသွားပြီမဲ့မိုးစက်မပြတ်ရွာနေတော့မှာ အကောင်ကြီးအပေါ်မှာတော့ဖြာချန်တဆက်စီအုပ်ထားပါရယ်သူတို့တည်ညကအသေးထက်စွာရွာသွန်းခဲ့တဲ့မုံတိုင်းကြောင့်နောက်ရက်ဒီပေါ်အညုံမပြေပဲနဲ့ဇက်တိုက်ရွာနေတဲ့မိုးကြောင့်ပါရဲခွဲတစ်ခုလုံးရေတွေကလည်းပေါလံသွားကဆယ်မြောင်းလယ်မြောင်းမှန်သမျှတရဟောစီလာတဲ့ရေတွေကလည်းသူတို့ရဲခွဲလေးကိုပဲဦးတိုက်ပြီးတော့ဝင်လာကြပါရယ်မြို့သစ်မတီမီကတဲ့က မကြုံဘူးအောင်ဖြစ်တဲ့ရေကြီးရေချမ်းမှုကိုခံကြရပါရယ် ရက်ွက်ထဲမှာလမ်းတွေပေါ်မှာခါလောက်ပေါ်လောက်ဘယ်လောက်ရေတွေရောက်လာတယ်ဒီနေ့မှဖြစ်တဲ့ထူးခဲ့တဲ့ရေကြီးမှုကြီးကြောင့်ခန့်နေပိုင်းရက်ွက်ကလူတွေအချို့ကလည်းရေမြုပ်သွားခဲ့ပါတယ်ရေဘေးဒုက္ခသည်တွေကိုရက်ွက်ထိတ်ကုန်းမြင့်ပေါ်မှာဖုန်ကြီးเจ้าမှာဒုက္ခသည်စကမ်းဖွေပြီးတော့ကုညီထောက်ပံ့ကြပါတယ်ရေဘေးလွတ်တဲ့ရက်ွက်တွေကလည်းထမင်းထုတ်တွေပေးပါတယ် ဒီလိုမျိုးသဘောဝဘေးရန်တွေကြားရောက်နေတဲ့ကာလာတဲမှာကိုရွှေနဲ့မအောင်မြင့်တို့ရဲ့နှလုံးမြေအာသူဘဖြစ်နေပါရီသူရဲ့မြောက်တဲ့နေမှာအလောင်းတွေကိုတကြုံဖို့ကိစ္စဆောင်ရွက်ကြရပါရီစေကေလက်ခင်တာယာရီအချိန်တွေကတော့ထုံးဆက်အတိုင်းအလောင်းကိုအိမ်ကတဲသွားသုတ်တံမှာတရနေကုံတရားနာပါရီမြေမြုပ်ခြင်းပြုံမိတကြုံခြင်းတကြုံကုသွင်းခြင်းသွေးအေးအေးဆေးဆေးဆောင်ရွက်လို့ရပါရီအခုနေထားကြတော့ မိုးရေရီထဲမှာဖြစ်တာကြောင့်မလို့အစည်းအဝေးကလေးတစ်မျိုးပြောင်းလိုက်ရပါတယ်။ကွေလွန်သူရီရဲ့အိမ်မှာပဲတန်ခါတော့ပြင်တရားနာလိုက်ပါတယ်။ပြီးတော့နေမြေမြုပ်တကြုံမဲ့အဖွဲလက်ထဲကိုအလောင်းလေးအပ်လိုက်ပါတယ်။သောတန်ကိုဘယ်သူမှမပို့ကြတော့ပါဘူး။မြေမြုပ်တဲ့အဖွဲကလည်းအကောင့်တွေထမ်းသူကထမ်းအရပုံဆွဲသူကဆွဲနဲ့မိုးရေရီထဲမှာပဲသောတန်ကိုထွက်သွားကြပါတယ်။ကကြမဆိုးကြုံတွေ့ခဲ့ရသူ ကိုရွှေနဲ့မတ်အောင်မြင့်လေမယားနှစ်ယောက်ရဲ့အတုပကိစ္စကလည်းဒီမှာပဲပြုလုပ်နိုင်ခဲ့ရပါတယ်။ ်တကူတော့ရှိပါသေးတယ်ဒီကလုံးထိတ်လန့်ချောချောသွားရတဲ့အဖြစ်ပြန်ဇိုးတွေကလည်းအိမ်ကြီးညောင်းပါပဲစာတင်ပြီးတော့ဖြစ်ပွားခဲ့ရပါသေးအိမ်ညောင်းပါပဲအသေးသူဥသုံးစရာကောင်းလာတဲ့ခွေးဥတန်းကြီးကိုစပြီးတော့ကြားရတာဖြစ်ပါသေးတယ် ရတနာလောက်မှာတင်းရင်ကုတ်ဘက်ကနေပြီးတော့ဆွေဆန်းငင်ငင်ဦးလိုက်တဲ့ခွေးဥတန်းကြီးကလည်းထွက်ပေါ်လာပါရီသူကြောင့်ဒီခွေးဥတန်းကြီးကြောင့်မလို့အသက်ကြီးရွယ်ဦးလူချို့ကလည်းလန့်နိုးကြပါရီခွေးဥတန်းကလည်းဘုံကြီးချောင်းနေမှာဂျေးစီတီးတဲ့အခါမှာတော့ဦးကြောင့်ဒီတာရုခေါ်တဲ့ခွေးဥတန်းမျိုးမဟုတ်ပါဘူးဂျေးသိမွင်းကြီးထောက်အောင်လို့လဲပြောင်းငယ်အောင်ကြောက်စိတ်ဖြစ်စီတဲ့ခွေးဥတန်းကြီးဖြစ်ပါရီဂျေးသိမရှိတဲ့ခွေးဥတန်းကြီးလို့လည်းတံပြီးတော့တိလိုက်ကြပါရင်အစမပြတ်ဦးနေတဲ့ခွေးဥတန်းကြီးဟာလေပို့ပြီးပို့ပြီးတော့ကျဲလောင်လာပါရင် ရက်ကွက်နဲ့တဖြည်းဖြည်းနီးလာပါရယ်မကြခင်မှာပဲရေထဲမှာတဆွဆွနေလာတဲ့ခြေစမ်းနဲ့အတူတူခွေးနဲ့ကြီးတကောင်ကလည်းရက်ကွက်တွေကိုဝေးလာတာတွေးလိုက်ကြရပါရယ်ခွေးနဲ့ကြီးကလည်းတာမန်ခွေးတွေတန်းနှစ်ဆသုံးဆလောက်ကိုလုံးကိုယ်တိုင်ကြီးမပါရယ်ခွေးနဲ့ကြီးဥပြီးတော့ဝေးလာတာနဲ့ရက်ကွက်တွေကခွေးတွေကလည်းဝိုင်းဟောင်ကြပါရယ်ခွေးဥသာခွေးရောင်တန်တွေနဲ့တရက်ကလုံးစူးညံ့နေပါရယ်ရက်ကွက်ခွေးတွေကလည်းဘလောက်ဟောင်ခွေးနဲ့ကြီးကတော့ခယူမဆိုင်ပါဘူး။ဦးမြဲဦးနေပါရီ။ရေတွေကိုတဆဆနေပြီးတော့သွာလာမြေသွာလာနေပါရီ အောင်မင်္ဂလာခွေးဥတန်းကြီးကြောင့်အသိတော်တော်ဖြစ်နေကြတဲ့သူတွေဟာအချိန်နှင်းရဲ့အတွင်းမှာပဲပိုပြီးတော့ကြောက်ကလန်ကြောက်ကြားစရာအဖြစ်ပြနေထမှန်ပြီးတော့ရင်ဆိုင်တွေ့ကြုံရပြန်ပါရယ်ခွေးနဲ့ကြီးလွန်သွားပြီးတော့မရှိမနှောင်းမှာပဲရေဒီပတ်တွေကိုတစစနေပြီးတော့သွားနေတဲ့လူနဲ့တူတဲ့မဲမဲတဲ့နှစ်ခုကိုတွေ့လိုက်ကြရပါရယ်အဲ့ဒီချိန်ကကောင်းကင်ပေါ်မှာမိုးသားအနေချင်းရှိနေပေမဲ့မိုးမရပါဘူးမမမမကျဲကလေးတချို့ကလည်းဟိုသပွင့်တီသပွင့်တပြည့်ပြည့်လဲနေကြပါရယ် မမင်းတဲ့ကြီးနှစ်ခုကိုဘယ်သူဘဝမှန်ထင်ထင်ရှားရှားမမြင်ရပါမယ်မိမတယောက်ယောက်ျားတယောက်ဆိုတော့ကိုတော့တည်တည်ကွယ်ကွယ်တွေ့ကြရပါတယ်ခွေးတဲ့ကြီးဝင်လာတော့ကလက်မရဟမရနဲ့တရက်ကွက်လုံးစူညံပလုံးရိုက်အောင်ထူးဟောင်းနေတဲ့ခွေးတွေဟာမမင်းတဲ့ယောက်ျားနဲ့မိမကိုမြင်တော့ဟောင်ရဲကြပါဘူးတီအီတန်ပေးပြီးတော့အမီကုတ်ပြီးအဲ့ရောက်တဲ့ကိုတိုးဝင်လို့ကြောက်ရွံ့နေကြတာအဲ့ဘွေတွေ့ရပါတယ် မမေတတကြီးတို့ခုဟာရေပေါ်ဒီကိုတဆွဆွနေသွားပြီးတော့ရက်ွက်ရဲ့တစ်ဖက်အစိုးရောက်မှပျောက်ကွယ်သွားကြပါရဲ့မန္တလေးချိန်မှာတော့ညကတူတူဆန်ဆန်ရက်ွက်တွေကိုဝေးလာတဲ့ခွေးနိုင်ကြီးကလည်းမမေတတန်ရဲ့ယောက်ျားမိန်းမတို့ရဲ့အကြောင်းတွေကလည်းလူတိုင်းရဲ့ပတ်သက်ဖြောင်းမှာ ပြောစရာတရေစကားဖြစ်သွားခဲ့ပါ रे တချိန်တည်းမှာပဲအဲ့ဒီမမဲတရံစုံတွေဟာတည်တော်ရိကိုရှိနေမအောင်မြင်လို့ဖြစ်နိုင်တယ်ဆိုတော့ကောလာဟာလာကလည်းတစင်စကားတစင်နားရီကလည်းကြီးထွားသွားခဲ့ပါ रे ဒီကိစ္စကြောင့်တရက်ကွက်လုံး၆ချားနေတဲ့တုံးပါပဲထဲလန်စရာနောက်တစ်ခုကလည်းထပ်ပြီးတော့ပေါ်လာပါ रे အဲ့တော့ကတော့နောက်ဖြားကဥထုံးတယောက်အကောင်းပကတိကနေဖြည့်ရချောင်းပါပဲယုတ်တိယလေးကြောင့်သိဆုံးသွားတာ रे တကယ်တော့အဲ့ဒီရက်ကွက်ကလူတယောက်သေးရင်တော့သုံးလောင်းပြေးမှရက်တယ်လို့အယူအဆရှိပါတယ်။ကိုရှိတို့လင်မယောင်းတီတော့မအောင်မြင်ပိုက်တဲ့ကကလေးကိုပါတွက်ပြီးတော့သုံးလောင်းပြေးပြီးတစီနေနဲ့ချိန်ချေသွားပြီးဆိုပြီးတော့တတ်မှတ်ထားကြပါတယ်။အခုတော့ကိုရှိတို့လင်မယောင်းအတွက်ရက်လေးစွန်းတော်မှမတူရသေးပါဘူး။နောက်ထပ်သုံးလောင်းသေးပြန်ပါပြီ။ရည်ရွယ်ကလေးခွေးတက်ကြီးတကောင်ကလေးဥပြီးတော့ထူးထူးခြားခြားရက်ွက်တဲကိုဝင်လာခဲ့ပါလေ။ယောက်ျားနဲ့မိန်းမမေမေတန်တန်တကူကလေးရွာလေးကိုဝင်လာပါလေ အဲ့ဒီမကောင်စွာကောင်တွေရောများဥထုကိုသိမဲနိုင်ငံကို ခေါ်သွားလာလားဆိုရဲတတရားတွေကလည်းဝေလာကြပါရဲ့ဒါပေမဲ့အချိန်ဒီကတော့ဒီလောက်နဲ့ရတမ်းမသွားခင်ပါဘူးဥထုသိတဲ့ညောင်းပါပဲကြောင်းစရာဦးသားကြီးနဲ့အတူတူခွေးနဲ့ကြီးကလည်းရွာလေးကိုဝေလာပြန်ပါရဲ့မမဲတဲ့မကောင်စွာနှကောင်ကိုလည်းထတ်တွေ့ကြရပါရဲ့အဲ့ဒီလိုမျိုးတွေ့ပြီးလည်းနောက်မှာတော့နက်နက်လင်းအောင်ကြီးတဲ့အချိန်မှာအသက်15နှစ်အရွယ်ကောင်မလေးတယောက်ကလည်းစုံပါသွားခဲ့ပြန်ပါရဲ့အချိန်ဒီကတော့ဘယ်တော့မှမကြုံဘူးတဲ့အချိန်ဒီမျိုးဖြစ်နေပြီးတော့ ထိန်းလန့်ကြောက်ကြားစီကကောင်းနေပြီးကိုရွှေရလည်းတိပင်းပြီးပြီးတော့သေးပါရယ်တညာရင်းမော်ပဲကိုရွှေရဲ့မိဘမအုံမြင့်ကလည်းမိဘဝမနိုင်လို့တေးပြန်ပါရယ်တည်ချင်းတယောက်ဆိုတော့ကလည်းပရိသေတဲကလေးကပါပါလာပြီးတော့ပါကုသကံအကုသကံတွေရဲ့အကြောင်းအကျိုးဆက်ဆက်မှုကနေပြီးတော့တပ်ပတ်ထားတာပါဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရပါဘူးကိုရှိလို့လေပြောင်းသိချုံသွားကြတော့ကလည်းကဲအကြောင်းတရားကြောင့်ဖြစ်တယ် ကိစ္စလို့ရှုမြင်နိုင်ပါ रे ဒါပေမဲ့ဒူးဆန်တော်ကသူတို့ရဲ့လေမြောင်းကိုတကြုံပြီးတဲ့ညမှာပဲဂွေနဲ့ကြီးတကောင်နဲ့မကောင်းစိုးဝါတွေကလည်းရက်ခွက်တွေကိုဝေလာခဲ့ပါ रे နောက်နေ့ဥထုံးသေးပါ रे နောက်နေ့ကျမှလည်းခွေးဦးတန်းကြီးကြားရပြပါ रे ပြီးတော့ခွေးနဲ့ကြီးကလည်းတနာဘွားရီရော်ရဲကိုထပ်ဝေလာပါ रे နောက်နေ့မှတော့ကောင်မလေးတယောက်သေးခဲ့ပါ रे ပုံစိုးတော်ကတော့ခွေးနဲ့ကြီးရဲ့ဦးသားဟာဒီလောက်နဲ့ရက်မသက်မတော်ပါဘူးရက်ဆက်ဆိုးတဲ့လိုမျိုးရောက်လာတဲ့ခွေးနဲ့ကြီးကလည်းရက်ခွက်တွေကိုဝေပြီးတော့မကောင်းစိုးဝါမမေအကောင်ကြီးနှကောင်ကလည်း ။နောက်ကနေပြီးတော့ပါလာစမြေနေတိုင်းနေတိုင်းလေးတနေတရာတော့လူတွေကလည်းသိနေကြရပါတယ်စုစုပေါင်းခုနှစ်လောင်းရှိသွားပါပြီဒူဇနေပြည့်ရဲ့ဆိုးရီကြောင့်မလို့လူတွေကလည်းမကြုံစဘူးထိတ်လန့်လာကြပါတယ်ခြောက်ချားလာကြပါတယ်ရေချားမြေချားရက်ွက်ချားလျင်တော့ကကြမဆိုးရီရဲ့ဆက်ကွဲကလွတ်တဲ့ဆိုတဲ့အယူအဆကြောင့်တချို့ပြည်သားဆိုးရီဟာတခြားရက်ွက်တွေကိုပြောင်းရွှေ့သွားတဲ့အထိဖြစ်လာခဲ့ပါတယ် ရက်ခွက်အတွင်းလမ်းဆုံလမ်းခွက်မှာတော့ပရိတရားနာကြပါရယ်တန်မုံတီးပြီးတော့မကောင်းဆိုးဝါးတွေကိုနှဲထုတ်ကြပါရယ်ဘလိုပဲလှုပ်ပြီးတော့အခြေအနေကပိုပြီးတော့ဆိုးလာပါရယ်လူတွေရဲ့အကြောက်တရားကလည်းတစတစကြီးထွားလာပါရယ်အဲဒီချိန်မှာပဲကောလာဟာလာတရေစကားတစ်ခုကလည်းထွက်ပေါ်လာခဲ့ပါရယ်ဒီလိုမျိုးအမေကလာကန်ဂျမာဇိုးတွေဖြစ်နေတာဟာကိုရှင်တို့လင်မယားနှစ်ယောက်ရဲ့အလောင်းနှလောင်းကိုကျင်းကျင်းထဲမှာထပ်ပြီးတော့မြုပ်ခဲ့တယ်ဆိုတဲ့တရေစကားကလည်း ကျေပြတ်လာပါရီဒီတစင်းစကားကြောင့်မလို့တရေမမမစုံစမ်းပါရီရဲခွက်လူကြီးတွေကလည်းအလောင်းမျိုးတွေသူတွေကိုခေါ်ပြီးတော့ဆင်းမေးပါရီဒီတော့မှလည်းအပြစ်မှန်ပေါ်လာခဲ့ပါရီကာလာသားရီဟာကိုရှိရဲ့အလောင်းထည့်ထားတဲ့အကောင့်တွေမုံမြင့်အလောင်းထည့်ထားတဲ့အကောင့်တွေကိုထမ်းပြီးတော့တင်းကျိုင်ကိုထမ်းလာခဲ့ပါရီအဲ့ဒီနေ့ကတင်းကျိုင်ကိုထဲမှာလည်းရေတွေပြည့်ချမ်းနေပါရီမြေပြုတ်ထားတဲ့အကောင့်ချို့ဆိုရင်တော့ဖို့ထားတဲ့မြေကြီးတွေ ရေထဲမှာပျော်ကျသွားပြီးတော့ခြေထဲကိုလည်းရေတွေဝင်လာတာကြောင့်မလို့အခေါင်းကလည်းတကယ်ချေဝါးထိတက်လာပြီးပေါ်တော့မျောနေပါရဲ့ ကလာသာအုပ်စုကလေးကိုရှိလို့နေပြာတယောက်ရဲ့အလောင်းတွေကိုမြုပ်ဖို့နေရာရှာကြပါတယ်။ကဲအားလျော့ကြပဲပေါပေကြီးတပီရဲ့အောက်မှာရေမမြုပ်သေးတဲ့ကမှုကလေးတွေ့ပါတယ်။ပထမဆုံးရေပုံးကိုအလဲမထည့်ပြီးတော့တောက်ကြစားကြပါတယ်။တောက်ပြီးစားပြီးတော့အခေါင်းတွေမြုပ်ဖို့ကျေတူးကြပါတယ်။ဂျင်ကလေးနေနေနဲ့တာနဲ့ရေတွေဆိတ်ပြီးတော့ဝင်လာခဲ့ပါတယ်။မြေကြီးတွေကလည်းရှုံစေးတုံးတွေဖြစ်သွားပါတယ်။ရေတွေခတ်ထုတ်လိုက်တူးလိုက်ပေါတူးပေါက်ပေါပြားမှာကပ်နေတဲ့ရှုံတွေကိုခွာလိုက်တယ်။တော်တော်ခက်ခက်ခဲခဲတူးကြရပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့ချင်းချင်းတိုင်ပင်ပြီးတော့ချင်းတချင်းနဲ့ ပဲတူးလိုက်ပါရီနောက်ပြီးတဲ့သူကိုအရင်ခြောက်ခွားလို့ပြောပြီးတော့မအုံးမြင့်အလောင်းထည့်ထားတဲ့အကောင်ကိုကျင်းတဲ့အရင်ခြောက်ပါရီကိုရှိအလောင်းထည့်ထားတဲ့အကောင်ကိုတော့အပေါ်ကထက်တင်လိုက်ပါရီပြီးတော့မှမြေပို့လိုက်ကြပါရီကျင်းတဲ့ချင်းတူးပြီးတော့နှလောင်းမြုပ်ထားတဲ့အကောင်ကိုဘသူ့ကိုမှမပြောဖို့ရှေ့ဝက်ထားကြဖို့လေသဘောတူကဲခြောက်ပါရီကလာတော်ရီရဲ့အရင်မူပြီးတော့ပြီးစရွယ်လောက်ခဲ့တဲ့ကိစ္စအလောင်းတစ်ထပ်မမြုပ်ရောက်ဘူးဆိုတော့တင်းကြိုင်စည်းကမ်းကို ်ထောက်ပြလိုက်တာဖြစ်ပါရည်မသီးလိုပဲမြုံမြုံသီလျက်နေပဲလုံလုံအလောင်းတစ်ထပ်မြုပ်လျင်တော့ရွာထိတ်လန့်ချောက်ချောက်ပဲလူတွေအဆက်မပြတ်တည်သက်တည်းဆိုရဲရှိစကားအတိုင်းသူတို့ရဲ့ရက်ွက်ကံကြမ္မာစုဂျုံလိုက်ရရည်ဆိုတော့အားလုံးသိသွားကြပါရည်ဒါကြောင့်ရှေ့လူကြီးသူမတွေကရှေးတုံးကိုလည်းမဖိနေလို့ပြောခဲ့ကြတာပေါ့ဂျပန်ခေတုံးကလည်းဒီလိုအဖြစ်ပြက်မျိုးတစ်ခုကိုကြားဘူးလေဒါကြောင့်ရှေးလူကြီးသူမတွေကရှေးတုံးကိုလည်းမဖိနေလို့မှားထားခဲ့ကြတာပေါ့ဂျပန်ခေကတော်ကလည်းဒီလိုအဖြစ်ပြက်မျိုးတစ်ခုကြုံခဲ့ဘူးပါရည် လူတွေထွက်တော့လေတီကြောင့်ရွာမမနီရဲတော့လို့ဟိုပြေးဒီပြေးပြေးကြောင့်လေရွာတော်မပြတ်သွားနေတယ်တော်သေးပါလေဒီလောင်းနေတိလိုက်ရလို့နောက်ကြောင့်မှတိလိုက်ရရင်တော့ဒူရဲခွက်ကလည်းရဲခွက်ပြက်ဖြစ်တော့မှအီကန်မဟုတ်ကြပေလို့ရွာလူကြီးကလည်းလူငယ်တွေကိုစူးစူးစဲစဲနဲ့ချုံမပါရီပြီးတော့ယမ်မီယက်ဖာရီနားလေသူရီနဲ့တိုင်ပြင်းပြီးတော့တင်းချိုင်းကုန်းကိုသွားပါရီတင်းချိုင်းချိန်မှာမဖေးဝါကိုကနုတ်ပွင့်နဲ့တောင်းပန်ပါရီကိုရွှေတို့လင်မယားမြုပ်ထားတဲ့ဂျင်းကိုပြန်ဖို့ပြီးတော့ ဘေကျင်းရှင်လေးရဲ့တကြင်းစီမြုပ်ပေးလိုက်ပါရီနောက်ပြီးတော့ရောရောရှင်နဲ့နန်းမော်လေး တပတ်နဂနာပြီးပြီးတော့ရက်ကွက်ကိုပြန်အပ်ရပါရယ်တေးကြိုင်းမှာလည်းအလောင်းနှစ်ထပ်မြုပ်လို့မကြုံစဘူးထူးထူးခြားခြားခွေးဦးတန်တွေချားရပါရယ်ခွေးနဲ့ကြီးနဲ့မကောင်းစိုးဝါနာနာပွားရီရော်ရီဝင်လာကြပါရယ်နေ့စဉ်ရက်ဆက်စိုးသလိုမျိုးလူရေတယောက်ပြီးတယောက်သိနေပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တိုက်ဆိုင်မှုတစ်ခုလို့သတ်မှတ်ပြီးမယုံကြည်တဲ့သူတချို့ရှိပေမဲ့အများစုကတော့ယုံယုံကြည်ကြည်လက်ခံကြပါရယ်နောက်မှလည်းရာသူဝါကိစ္စနဲ့ပတ်သက်ပြီးတော့လွဲကြောင်မရွေးမှုမရှိအောင်လို့ဂရုတစိုက်ဆောင်ရွက်လာကြပါရယ်ဘာကြောင့်လဲဆိုတော့ရော်လူကြီးတွေနဲ့နားလေတဲ့ကျော်နဲ့သူတွေကလည်း တောင်ပန်စရာရှိတာတောင်ပန်တို့ချူအလောင်းနတ်တက်ကိုဖေချောင်းလိုက်ချိန်ကဆောက်ပြီးတော့ခွေးနဲ့ကြီးနဲ့မကောင်းဆိုးဝါးတွေရက်ကွက်တွေကိုဝေလာလာမျိုးမရှိတော့ဘဲနဲ့ရက်ကွက်ကလည်းထိတ်လန့်ချောင်းချောင်းမှုတွေခင်းပြောက်သွားပါရဲ့ပုံမှန်အချိန်ဒီကိုပြက်လှည့်ပြီးတော့ရောက်ရှိသွားခဲ့ပါရဲ့အဖြစ်ပြက်ကတော့အဲ့ဒါပါပဲဦးမောင်ထိတ်လန့်ချောင်းချားစရာအဖြစ်ဆိုးတွေကိုသူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဒီလိုဖြစ်ဆိုးတွေနောက်တဲ့တစ်ချိန်ဖြစ်လာမှသူတို့သိကြောက်တယ်ဒါကြောင့်မဦးမောင် ရခွဲလူကြီးဦးအောင်သူကလည်းသူ့ရဲ့ဇလန်းကိုဏီကုံချုံလိုက်ပါရီနှစ်ပွဲပြီးတဲ့ကိစ္စအလုံးဆောင်ရပြီးတော့ကိုမမောင်တို့အဖွဲ့ကလည်းအတင်းရုပ်ကိုပြန်လာခဲ့ကြပါရီလူသေးပြီးဆိုတော့နဲ့ထုံးစံနေတရီတွေကလည်းတတိတန်းကြီးပေါ်လာကြပါရီအာသူဘာကိစ္စဆောင်ရရမှာလေလွဲချုံမရတဲ့ဒလိထုံးစံတွေအများပြားရှိနေပါရီတတော်တခုတိုင်ဆောင်လွဲချုံသွားတာကနဲ့ဥပအစွဲကလည်း၆လက်နေတတ်ကြပါရီဒီဆွဲကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေ ဥပဒံတွေကိုကြောက်တည်ဖြစ်စေမကြောက်တည်ဖြစ်စေတလေတစားအလေးထားဆောင်ရွက်မှသာသူတို့ရဲ့ပရဟိတလုပ်ငန်းကြီးချောချောမွေ့မွေ့အောင်မြင်မယ်ဆိုတော့ကိုမမောင်တယောက်ကလည်းစဉ်းစားတွေးတောနေမိပါရဲ့ ဟုတ်ကဲ့ပါခင်ဗျာအခုနောက်ဆိုင်ကြရတဲ့ဇလန်ကတော့စာရည်သူမောင်မိုင်းတို့ခြောက်ဝင်းရေးတာထားတဲ့အလောင်းနှစ်ထပ်တင်ဆိုင်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါရခင်ဗျာဒီဇလန်ကိုစောက်ကနေအစုံထိလိုက်ပါနောက်ဆိုင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရပရိသတ်များအသာရချမ်းမြေတဲ့နေရများစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ